အရခတက်တော် A ရဲ့တမူးရှော့ဘူရှော့ထွက်မြေ့နိုင်ပြောဆိုခဲ့တဲ့ရခိုင်ပြည်ရဲ့စေရေးရင်မဲရှာဟာတမဲကာလာထကြော်လန်ပြုတ်ရနေတယ်လို့စေရေးလိလစောက်ကြည့်သူတွေကပြောဆိုကြပါတယ်2020ခေါလာပိုင်းကနေ2025ခေါလာပိုင်းငါတော့ in the night မော်နိုတီရဲ့လုံဝကရိုဇာဘဒီနနိုင်မှာငရိုးစောငရိုးအလုံးမျောမင်းထားရဲ့အမရောဆောဆောမရောသိကေတောင်ကနေပြီးကေဆိုင်ရာ ငါတို့မျော်မင်းရှာစုံနေပြီခဲ့ရှိုက်စီရာခိုင်နှုတ်အထအဲအဆောင်ပြေတရာမတရာကိုကိုသမလိုက်ကိုဗာနဲ့အဲရပ်ပိုက်စော်တော်နေပြီငါတို့မှအမြကြီးကလိုဇာလို့ရှိနေတယ်။တမူရှောက်ဘူရှောက်ထွန်းမနိုင်က2024ခုနှစ်ဇွန်လကနေ2025ခုနှစ်ဇွန်လအတွင်းစီရေးအရာရှိစီရခိုင်တို့အထက်ညွန်မဲချက်ပြွာရမယ်လို့မုခါမုန်တိုင်းအလွန်2023ခုနှစ်ဇွန်လ16ရက်နေ့တတွမ်းမခန့်တစ်ခုမှထေတွမ်းပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိအေအနေနဲ့တယ်မှုလျှောက်ဘူးလျှောက်ထွက်မြေ၌ပြောဆိုခဲ့တဲ့အတိုင်း2025ခုနှစ်ဇွန်လမရောက်ဝင်ကပင် စေရေးရင်မဲချက်အားရှိစေရခိုင်နှုန်းအထက်အောင်မြင်နေတာကိုတွေ့ရတယ်လို့စေရေးလိလစောက်ကြည့်သူတွေကပြောပါတယ်ပြည်နယ်သိတဲ့အတွက်ကတော့85ရခိုင်နှုန်းအထိပြေဝနေပြီးတယ်မှုလျှောက်ပြောစကားဟာပြည်နယ်လူထုကို ပေးတဲ့ဂရုပါပဲလို့အေအနေပူပေါက်တော်လှန်တပ်ဖွဲ့ဝင်တယောက်ကရင်းစာသတင်းဌာနကိုပြောပါတယ်တယ်မှုလျှောက်ဘူးလျှောက်ထွက်မြေ၌ပြောတဲ့အတိုင်း ရှေ့ဆေရခိုင်တို့အထက်ရောက်နေပြီးမျောလဲမထတဲ့ပကူမကွေဣယဝရီမြို့ဝကျမော်တွေမှာပါထုတ်ဆစ်ဆက်လာနိုင်ပြီဖြစ်တယ်လို့ CDN ဘူကြီးဇော်ရံကတုံတဲပြောဆိုပါတယ်လက်ရှိမှာ A ဟာရှက်ပြင်းနေပလာဝါနဲ့ရခိုင်ပင်တွေကမြို့နယ်ဆီလီခုကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်